င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်ရှင်တန်တွဲလေစိတ်ကိုအေအေကတိမ့်ပိုက်ရရှိပြီးတန်တွဲနဲ့မောင်နှောတိုက်ပွဲမှာစစ်ကောင်စီတပ်သား850တေသွားကအန်းကတောဟင်းတောင် viewer scan ကိုလည်းတိမ့်ပိုက်ရရှိပါတယ်မန္တလေးစီပင်သာရေးကော်မတီလက်အောက်ခံအသက်40နှစ်အောင်အမျိုးသားဝန်ထမ်းတွေပြည်သူစစ်တင်နှံတရမဲ့တဲ့ရင်ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ပြည်နယ်တန်တွဲလေစိတ်ကိုတိမ့်ပိုက်ပြီးရဲ့နောက်မှာစစ်ကောင်စီရဲ့လေရင်ကွန်းနဲ့လေစိတ်ကိုပါထိန်းချုပ်ထားလို့အေအေကထုတ်ပြန်လိုက်ပါတယ်။တန်တွဲမြို့နယ်ကိုဧပြီလ17ရက်နေ့ကနေစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေတိုင်းနေပါတိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။တန်တွဲခြေဆိုင်ခမရ966တရင်ကိုဇော်လ29ရက်နေ့မှာတင်ပါရရှိခဲ့တာဖြစ်ပြီးတန်တွဲမျိုးအနီးပတ်ဝန်းကျင်ကအခြားစစ်တပ်စခန်းတပ်ဆွဲထားတဲ့အချို့ကိုလည်းတင်ပါရရှိထားတယ်လို့သိရပါဗျ။ငပလီလေးစိန်ဒီလေးစိတ်အဆောက်အအုံနဲ့၎င်းဒီပတ်ဝန်းကျင်ကစစ်အင်အား400ခန့်နဲ့ ခုခံစစ်ဆင်နွှဲနေတဲ့နေရာတွေအားလုံးကိုဇူလိုင်လ9ရက်နေ့မနေ့6လိုင်းမှာ အပီးသက်သိမ်းပိုင်ရရှိရဖြစ်ပြီးငပလီလေစိတ်ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့လည်းအေအေကကြေညာလိုက်ပါတယ်။တန်တွဲဒေသတိုက်ပွဲတွေတွင်စစ်သားမတာအလောင်း400ကျော်လည်းလည်းခရန်အများအပြားကို သိမ်းဆဲရရှိပြီးသိမ်းဆဲရနေတဲ့စစ်သားမတာအလောင်းတွေကိုတကြိုပေးခဲ့လို့လည်းသိရပါတယ်။တန်တွဲအခြေစပ်တစ်ခုတည်းကြန့်ရှိနေတယ်။ခလရ55တရင်ကိုအေအေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။ရခိုင်တပ်တော်ဟာဇိုလ23နှစ်မနေ့9:56မိနစ်မှာအမ်းမြို့နယ်ကရှေတန်းတက်မှအထိုင်းပြူဟာစခန်းကြီးဖြစ်တဲ့ တော်ဟင်းတောင်ဘျူဟာကိုအရခတက်တော်ကအပြည့်သက်သိမ့်ပိုက်ရရှိခဲ့ပြီးဘျူဟာကုန်းကရန်သူအလောင်းအမြောက်များဆက်သုံးဆောင်ပစ္စည်းတွေနဲ့လက်လက်ခရံအချို့ကိုသိမ်းဆည်းရရှိခဲ့လို့လည်းသိရပါဗျ။ဒါအပြင်မောင်နှောဒေသအတွင်းအကြက်ဖက်စစ်ကောင်စီရဲ့လက်ကျန်စခန်းတွေဖြစ်တဲ့နာခခနဲ့လက်ကြားဆောင်တက်စခန်းကိုဂျူလန်လ6နေ့မွန်းလွဲ့တနင်္လာ40မိနစ်မှာအေကသိမ့်ပိုက်လိုက်တာဖြစ်ပြီး ရန်သူအလောင်း350ကျော်လက်လက်ခရံ စစ်သုံးဆောင်ပစ္စည်းအများပြားကိုတင်ဆက်ရရှိပြီးနာဂခနှစ်မှာစစ်ကောင်စီရဲ့စက္ကခစက်ခွန်လောက်ကံတရင်တွေစုပေါင်းခုခံတိုက်ခိုက်ခဲ့လို့လည်းသိရပါတယ်ရှင်။ရှမ်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကစင်နွမ်းနေတဲ့တစ်တုံညာနှစ်ခွန်စစ်စစ်ရဲ့ဒုတိယလိုင်း73ရက်မြောက်နေ့မှာမုံမိတ်နဲ့နောင်ချုံမြို့နယ်တို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ TNL ကပြောပါရတယ်။ဇွန်လ9ရက်နေ့ကမုံမိတ်မြို့နယ်ထဲမှာ တောင်းတတော်တရနယ်လင်းနဲ့အကြက်ဖက်စစ်တဲ့စကားခါ21ခလာရ348တို့တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါဗါးလာလူမုံမဲမြို့နယ်တရတော်ရွာအနီးတစ်ဝိုက်မှာလည်းတောင်းတတော်တရနယ်လင်းနဲ့စစ်ကောင်စီတပ်စကားခါ21ခလာရ223တို့တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါဗါးနောင်ချိုမြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီးဒုံးတဲ့66စကန်အနီးတစ်ဝိုက်ကိုအကြက်ဖက်စစ်ကောင်စီတပ်က120နဲ့ကြေဘုံကျဲတက်ခတ်ခဲ့သလိုလာရှိုးမြို့နယ်ဤနိုင်ရ ရွာနဲ့6မိုင်ကုန်းအကြားကိုလည်းအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့3ကြိမ်ဘုံကျဲတိုက်ခတ်ခဲ့လို့လည်းသိရပါဗျ။ဒါအပြင်ကြောင်မဲမြို့နယ်ဘက်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခမရ901စခန်းကဟူးခွက်ရွာကိုလက်နက်ကြီးနဲ့4ကြိမ်ပစ်ခတ်တိုက်ခတ်ခဲ့လို့လည်းသိရပါဗျ။ မန္တလေးရဲ့တရင်တဘောကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမရရမြို့နယ်ကအကြက်ဖက်စစ်တပ်ရဲ့စစ်စခန်း25ခုကိုမန္တလေး PDF ကတိုက်ခိုက်သိမ်းပလိုက်ပြီးလက်လက်ခရံအများပြားကိုသိမ်းဆည်းရရှိကာပြူစောထီတွေလက်လက်ချအလင်းဝင်ရောက်လာလို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကပြောပါရစေ။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာမရရမြို့နယ်အတွင်းအကြက်ဖက်စစ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့စကန်းတာတက်စကန်၊ကြောက်မန္တတက်စကန်၊စပယ်ကြီးတောင်တက်စကန်၊ကြောက်ကျန်းတောင်တက်စကန်၊ငွေပထိုးတက်စကန်၊ရှမတောင်တက်စကန်၊ငကပတ်တက်စကန် နွားချံကုံတက်စကန်ဝန်တင်ကုံတက်စကန်လက်တန်းတောင်တက်စကန်ခြေတော်ရာတက်စကန်တို့ကိုသိမ့်ပိုက်ထားသလိုကိုရင်လေးတောင်တက်စကန်ကင်းရွာတက်စကန်ဆယ်တော်လမ်းခွဲမှာရှိတဲ့တက်စကန်ရင်နတာတို့ကရင်နတာရဲစခန်းနဲ့ပတ်လည်အင်းတက်စကန်တို့အပါအဝင်ရန်သူတက်စကန်စုစုပေါင်း25ခုကိုအပြည့်အစုံသိမ့်ပိုက်ရရှိထားတယ်လို့လည်းမန္တလေး PDF ကပြောပါရတယ်။အဲဒီစစ်စင်ရေးတွေအတွက်မှာအကြက်ဖက်စစ်တပ်စီကနေ120မမစိန်ပြောင်းတက်လက်အပါအဝင် လက်လက်ခရင်အများပြားကိုထပ်မံတိစေရမိတယ်လို့လည်းသိရပါဗျ။မဒရာမြို့နယ်တွင်စစ်စင်ရေးတွေမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနယ်တွင်မဒရာမျိုးမှန်တပ်ဖွဲ့ SSDF တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့မန္တလေးတိုင်းမတရားမြို့နယ်ရုံမင်းရွာကိုအကြက်ပဲစစ်တပ်ကလေကြောင်းကနေဘုံးကျဲတက်ခတ်ခဲ့ရမှာပြည်သူတို့ဟာသေဆုံးသွားပြီးခလင်းငယ်နှူးပါဝင်ပြည်သူလေးဟွာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ Wallet Information Network ကပြပြပါရယ်ဂျွန်လ9ရက်နေ့မနေ့10နိုင်ခွဲလောက်မှာမတရားမြို့နယ်အရှိချမ်းရုံပင်ရွာကိုတရဟုကနေတက်လာတဲ့အကြက်ပဲစစ်တပ်ရဲ့ Jet Fighter တစ်စီးကပေါင်200ဘုံးတိနဲ့လင်းပေါ်ပါလာတဲ့စစ်တပ်တွေနဲ့ပြစ်ခတ်ဘုံးကျဲခဲ့တာလည်းဖြစ်ပါရယ်အဲလိုအကြက်ပဲစစ်တပ်ရဲ့လေကြောင်းနဲ့ ုံးချက်တခတ်မှုကြောင့်ရုံမင်းရွာကအသက်50ရွယ်ရှိတဲ့အမျိုးသမီးတဦးဟာတည်ဆုံးသွားခဲ့ရပြီးအသက်30ရွယ်အသက်20ရွယ်အသက်17နှစ်အရွယ်နဲ့အသက်6နှစ်အရွယ်ရှိတဲ့ကလေးငယ်တို့ထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါပါရှင်။ စကန်းတန်းတဘောကိုတင်ဆက်ပေးကြပါရယ်စကန်းတန်းစကန်းမြို့နယ်မင်းကုန်းနယ်မြေကန်ရဲစခန်းကိုတော်လန်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးဟာထေသွားပြီးအများပြားဟာဒဏ်ရာရှိခဲ့လို့ဒေသတော်လန်းတပ်တွေကပြောပြပါရယ်ဂျွိုင်းလာ6နှစ်ညနေ6နိုင်လောက်ကနေစတင်ပြီးစကန်းမြို့နယ်မင်းကုန်းနယ်မြေရဲစခန်းကိုတော်လန်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်တိုက်ပွဲဖြစ်ပွားချိန်တိုင်းခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကရဲတအုပ်နဲ့ပြူစောတီတအုပ်ဟာထေဆုံးခဲ့တယ်လို့ တာကာကွယ်တပ်ဖွဲ့ဝင်တို့ကရှင်းပြပါဗါတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာမတရားမှုတွေဘက်ကစစ်ကောင်စီတပ်တွေကလက်လက်ကြီးတွေနဲ့ပြစ်ကူပေးခဲ့လို့လည်းသိရပါဗျရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့မန္တလေးမြို့စီပင်သာရေးကော်မတီလက်အောက်ခံ အသက်40နှစ်အရွယ်အမျိုးသားဝန်ထမ်းတွေအားလုံးစစ်ကောင်စီကဖွင့်လှစ်မဲ့ပြည်သူစစ်တင်နှန်းကိုတရောက်ရမယ်လို့စီပင်ဝန်ထမ်းချုပ်ကရန်ကုန်ခေတ်တည်တင်းနနာကိုပြပြပါရယ်ကျွမ်းလာ9ရက်နေ့ကပြုလုပ်ခဲ့တဲ့မန္တလေးမြို့တော်စီပင်သာရေးကော်မတီအစည်းအဝေးမှာစီပင်ဝန်ထမ်းအချုပ်ကိုတရားဝင်အသိပေးပြောကြားလိုက်တာလည်းဖြစ်ပါရယ်လက်တလော မန္တလေးစီပင်သာရေးကော်မတီလက်အောက်ဌာနတွေက ကျမရေးကောင်းမွန်သူအသက်40နှစ်အောက်ဖြစ်သူတွေကိုစည်ရင်ကောက်ယူနေရလို့လည်းသိရှိရပါတယ်။အဲလိုစည်ရင်ကောက်ယူနေသူတွေဟာစစ်တပ်နဲ့တရားရမှာဖြစ်ပြီးမန္တလေးမြို့ကိုကာကွယ်ရေးနဲ့စစ်ကောင်စီရဲ့ရှေ့တန်းစစ်မလာပြင်အချို့မှာပါပူးတွဲတောင်းဝန်ထမ်းဆောင်ရမယ်လို့လည်းသိရပါတယ်။ဂျပန်စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုစစ်မှုထမ်းဖြင့်စုဆောင်းတင်နန်းပေးနေတဲ့အပြင် ဝန်ထမ်းတွေကိုလည်းပြည်သူစစ်တပ်နန်းတွေပေးကလက်လက်တက်ဆင်ပြီးရှေ့တန်းမှာ အသုံးပြုဖို့စီစဉ်နေတာလည်းဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။တော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။